လွန်ခဲ့တဲ့ရက်အနည်းငယ်ရပဲဂျပန်နိုင်ငံကအကာအကွယ်ရေးအသုံးစရိတ်အစ်စ်တရက်ကိုအတည်ပြုလိုက်ပါတယ်ဒီအစီအစဉ်မှာရှင်းရှင်းလင်းလင်းဖော်ပြထားတာကတော့ ဂျပန်ဟာအနောက်တောင်ဘက်ကျွန်းစုတွေတလျှောက်မှာတာဝေးဖြစ်သင်္ဘောဖြတ်ဒုံးကျည်တွေကိုဖြန့်ကျက်ချထားသွားမယ်ဆိုတာပါပဲ။ဒါအပြင်အမေရိကန်နဲ့ဂျပန်တို့ကအရှေ့တရုတ်ပင်လယ်မှာဘူးတွဲစီရီလီချင်းမှုတွေမကြာခဏပြုလုပ်နေကြပြီးတော့သူတို့ရဲ့တရားဝင်ဆာရွက်ဆရန်နေမှာတရုတ်နိုင်ငံကိုအလားအလာရှိသောရန်သူအဖြစ်ပွန့်ပွန့်လင်းလင်းသတ်မှတ်ဖော်ပြထားပါတယ်။နိုဝင်ဘာလ28ရက်နေ့မှာဘေကျင်းမှာပြုလုပ်တဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာတရုတ်အမျိုးသားကာကွယ်ရေးဝင်ကြီးဌာနက ဂျပန်ကိုဓာတ်ရိုက်ဝေဖန်ခဲ့ပါတယ်။ပြောရေးဆိုခွင့်ရှိသူကတကယ်လို့ဂျပန်ကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကတရုတ်ကိုအင်အားသုံးလာခဲ့ရင်တရုတ်ဘက်ကလည်းထိတိုက်ပြန်လဲတိုက်ခိုက်သွားမယ်လို့သတိပေးခဲ့ပါတယ်။နိုင်ငံပိုင်မီဒီယာတွေကလည်းအရင်ကရိုက်ကူးထားတဲ့ ီဒီယိုဖိုင်ဟောင်းတွေကိုစူးစီးပြီးတော့ထုတ်လင်းပြသခဲ့တာကြောင့်ကြီးမားတဲ့ပြိပခကြီးတခုအချိန်မရွေးဖြစ်ပွားနိုင်မဲ့ပုံစံမျိုးဖန်တီးခဲ့ပါတယ်။ဒါပေမဲ့စီးရီးလေးလာသူတွေကတော့တရုတ်ရဲ့ဒီလိုပြင်းထန်တဲ့စကားလုံးတွေကသူတို့ရဲ့အားနည်းချက်တွေကိုမိမောင်းထိုးပြနေတာသာဖြစ်တယ်လို့သုံးသပ်ကြပါတယ်။ကျွမ်းကျင်သူအများအပြားကပြောတာကတော့တကယ်လို့တရုတ်ကသူ့ရဲ့ Type 055ဖြတ်သန်းမောရှစ်စီးနဲ့ G20 တိုက်လေရင်ရပောင်းများစွာကို အရှိတရုတ်ပင်လယ်ထဲဆေးလွတ်လိုက်မယ်ဆိုရင်သူတို့ဟာကမ္ဘာပေါ်မှာလေကြောင်းနဲ့ဒုံးကျည်ကာကွယ်ရေးအထူးထက်ဆုံးနေရာတစ်ခုတည်းကိုဝင်ရောက်သွားသလိုဖြစ်နေမှာပါတဲ့အဲ့ဒီဆလနက်ပစ္စည်းတွေရဲ့ရှင်သန်နိုင်စွမ်းကအလွန်နှိမ်ပါလိမ့်မယ်လို့ဆိုကြပါရယ်။ဒါဟာမျှတာတဲ့အစုံဖြတ်ပေးနိုင်မဲ့တိုက်ပွဲမျိုးဖြစ်လာမှာမဟုတ်ဘဲတရုတ်ဘက်ကတိတိတသာအားနေနေမဲ့တစ်ဖက်သက်တိုက်ပွဲသာဖြစ်လာလိမ့်မယ်လို့သုံးသပ်ကြပါရယ်။ တရုတ်ရဲ့တရားဝင်သတင်းစကားတွေမှာတော့ G20 ကိုရှုံးနိမ့်ခြင်းမရှိနိုင်တဲ့ကိုပြောက်တိုက်လေရင်အဖြစ်ပုံဖော်ထားပေမဲ့လေရင်မှုတွေကတော့သူရဲ့တကယ်ကန့်သက်ချက်တွေကိုနားလည်ကြပါတယ်ဒီလေရင်ကပြန်တန်းနိုင်တဲ့အကွာအဝေးထိုးတောင်းမှုနဲ့အခြေအနေကိုသိမြင်နိုင်စွမ်းအကန့်အသတ်ရှိနေစေဖြစ်ပါတယ် G20 ကိုပြည်ရင်းဖြစ် WS15 engine နဲ့အစစ်မြင့်တင်ထားတယ်လို့သတင်းထွက်နေပေမဲ့ဒုံးကန်အားတိုးလာတာနဲ့အမျှ ကြီးမားတဲ့အဆိုးကျိုးတစ်ခုပါလာပါတယ်။အဲ့ဒါကတော့အပူချိန်ပါပဲ။တကယ်တိုက်ပွဲမှာ J20 က After Banner ကိုဖွင့်လိုက်တာနဲ့ဒါမှမဟုတ်အတန်ထက်မြန်တဲ့အချိန်ကိုမြှင့်လိုက်တာနဲ့သူ့ရဲ့အိမ်စုံနဲ့လေရင်ကိုယ်တဲ့အပူချိန်တွေတိုးတက်သွားပါတယ်။ အနီအောက်ရောင်ကြီးစောင့်ကြည့်ရေးစနစ်တွေအတွက်တော့သူဟာကောင်းကင်ယံမှာထင်ရှားတဲ့အပူအရင်မြေကြီးတစ်ခုဖြစ်လာပါတော့တယ်။အမေရိကန်ရဲ့ဂျိုဒင်သတိပေးဂျိုဒူတွေကအပူလိုင်းတွေကိုခြေရာခံဖို့ဒီဇိုင်းထုတ်ထားတာဖြစ်လို့ J20 ပြန်တက်ပြီးမကြခင်မှာပဲသူ့ရဲ့လမ်းကြောင်းကိုမှတ်တမ်းတင်နိုင်ပါတယ်။ဂျပန်ဂျိုဒူတွေနဲ့မြေပြင်အခြေဆိုင်အနီအောက်ရောင်ကြီးအာယုံကန်ကရိယာတွေကအဲ့ဒီအချက်လက်တွေကိုသူတို့ရဲ့ထောင်လန်းရေးကွန်ရက်အလွှာပေါင်းစုံကနေတဆင့်ပေးပို့နိုင်ပါတယ်။ ပုံမှန်လေကြောင်းတိုက်ပွဲတွေမှာတိုက်လေရင်တစင်းကချင်းချောင်းမှုတွေကိုထောင်လန်းဖို့နဲ့အဝေးရနေတိုက်ခိုက်ဖို့အတွက်သူ့ရဲ့ရေဒါကိုဖွင့်ဖို့လိုအပ်ပါတယ်။ဒီနေရာမှာတရုတ်ကစိန်ခေါ်မှုတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။သူတို့မှာလေကြောင်းချိုတင်သတိပေးလေရင်နဲ့စီဖြည့်လေရင်တွေလုံလောက်မှုမရှိပါဘူး။ကောင်းကင်မှာမျက်လုံးနေပါတဲ့အတွက်ခြေတွံတရာ ကိုရေဒါကိုဖွင့်ဖို့ဝင်လေတတ်ပါတယ်။ဘာလို့လဲဆိုတော့ရေဒါဖွင့်လိုက်တာနဲ့သူ့ရဲ့ဒီနေရာကိုချက်ချင်းပေါ်ပြသလိုဖြတ်သွားလို့ပါပဲ။ရာလတ်နေတဲ့လေယာဉ်မှူးတွေဟာမြေပြင်ကပေးပို့တဲ့အချက်လက်တွေကိုပဲပုံမအားကိုရပါတယ်။ဂျပန်ရဲ့အခြေအနေကတော့ကွာခြားပါတယ်။ဂျပန်လေကြောင်းကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့ JASTF က Okinawa အထက်မှာ E2D Hakuri ချိုတင်သတိပေးလေရင်နေနဲ့ပုံမှန်ပြန်တန်းစီပါတယ်ဒီလေရင်တွေက American Japan ပူးတွဲကွန်ရက်ရဲ့အဓိကစုံမက်တွေဖြစ်ပါတယ်သူတို့ရဲ့ radar စနစ်ကကီလိုမီတာရာပေါင်းများစွာအကွာမှာရှိတဲ့ J20 တွေရဲ့သုံးဘက်မြင်ဒီနေရာအမြန်နှုံးနဲ့ဥတီချက်တွေကိုဖော်ထုတ်နိုင်ပါတယ်အစင်းမြင့် data link တွေကနေတဆင် F35 နဲ့ F15J မောင်းနေတဲ့လေယာဉ်မှုတွေစီကိုအချိန်နဲ့တပြေးညီသတင်းအချက်အလက်တွေကိုတိုက်ရိုက်ပေးပို့နိုင်ပါတယ်။ သူတို့ရဲ့အုတ်ထုတ်ဆောင်ဖန်သားပြင်တွေမှာအခြေအနေတစ်ခုလုံးကိုပြသပေးထားပါတယ်။နိုင်ရှင်ချင်းရင် J20 လေယာဉ်မှုတွေကတော့ပြန်ကျင်းနေတဲ့ရေဒါအချက်ပြမှုတွေကိုပဲမြင်ရပြီးတော့ဘယ်ဟာကတကယ့်ချိန်ချမှုလဲဆိုတာကိုမှန်းဆနေရမှာဖြစ်ပါတယ်။ ။နောက်ထပ်မေးလျော်လေးရှိတဲ့အချက်တစ်ချက်ကတော့ G20 မှာအတွင်းတက်ဆက်တနက်မပါရှိတာပါပဲ။လေယာဉ်ဒီဇိုင်းလေးခွင်းအားကောင်းမွန်ဖို့အတွက်ဆက်တနက်ကိုစတိခဲ့ရပါတယ်။တကယ်လို့ဒုံးကျည်တွေကုန်သွားရင်ဒါမှမဟုတ်အနီးကတိုက်ပွဲတွေကိုရောက်သွားရင် G20 မှာနောက်ဆုံးခုခံကာကွယ်ဖို့နည်းလမ်းမရှိတော့ပါဘူး။လေးချင်ရေးပိုင်းမှာလည်းတိတာထင်ရှားတဲ့ကွာဟချက်ရှိပါတယ်။ဂျပန်ရဲ့ရှေ့တန်းလေယာဉ်မှူးတွေဟာ ဒီနေ့ကိုပြန်တန်းချိန်180နာရီကျော်ပုံမှန်ရှိပြီးတော့ red flag လိုမျိုးပြင်းထန်တဲ့လေးချင်းကန်းတွေမှာ American တပ်ဖွဲ့တွေနဲ့ပုံမှန်လေးချင်းလေးရှိပါတယ်။တရုတ်ဘက်ကထုတ်ပြန်တဲ့ပြန်တန်းချိန်တွေကဆာရွက်ပေါ်မှာကြည်ကောင်းပေမဲ့အများစုကစက်တိုက်ထားတာဒါမှမဟုတ်ပြင်းထန်မှုနည်းတဲ့လေးချင်းကန်းတွေသာဖြစ်ပါတယ်။ရှေ့တန်း unit တချို့ရဲ့တကယ်လက်တွေ့စက်တိုက်မထားတဲ့တိုက်ပွဲဝင်လေးချင်းချိန်ကဒီနေ့ကို100နာရီတောင်မပြည့်နိုင်ပါဘူး။ တရုတ်ရဲ့အလေချောင်းစီဖြည့်လေယံရှားပါမှုကလည်းနေပြူဟာပိုင်းဆိုင်ရာအကန့်အသတ်ကိုဖြစ်စေပါတယ်။စီဖြည့်လေယံအထောက်ပတ်နေပါတာကြောင့်တိုက်လေယံတွေအရှိတရုတ်ပင်လယ်ထဲရောက်တာနဲ့သူတို့နေနိုင်တဲ့အချိန်ကအရန်တိုတောင်းပါတယ်။တကယ်အချိန်ဒီမှာ J20 တစည်းရာ area တွေရောက်တာနဲ့အပြန်ခီးအတွက်စီဘလောက်ခြံရမလဲတွက်ချက်ရပြီးတော့တိုက်ပွဲတစ်စိန်ဖြစ်ပြီးတာနဲ့အ мян ပြန်ထွက်ရဖို့ရှိပါတယ်။ ဂျပန်တိုက်လေယာဉ်တွေကတော့ခိုင်မာတဲ့ချိုတင်သတိပေးကွန်ရက်နဲ့အချိန်နဲ့တပြေးညီ data link တွေရဲ့ပံ့ပိုးမှုနဲ့အတူတိုက်ပွဲစုံအပြင်ဘက်မှာနေရာယူပြီးတော့စောင့်ဆိုင်းနိုင်ပါတယ်။ဒီလိုပတ်ဝန်းကျင်မှာစီနနေပဲကြံပြီးတော့ လှုံ့ဆောင်းချိန်နေပါတဲ့ G20 တွေကအားနည်းတဲ့အခြေအနေကိုတွန်းပို့ခံရမှာဖြစ်ပါတယ်။နေပေါင်းများစွာကြာအောင်တရုတ်ရည်တက်ဟာသူတို့ရဲ့နျူကလ িয়ার ရေငုပ်သင်္ဘောတွေပင်လယ်ဝါနဲ့အရှေ့တရုတ်ပင်လယ်ကနေတိတ်တဆိတ်ထွက်ခွာပြီးတော့ဒါမြာကိုရေလက်ကြားကိုဖျက်ကောင်ဘရာဇီးဘိတ်သမုဒ္ဒရာနဲ့ဆိုင်တဲ့နေရာတွေစီကိုဝင်ရောက်မဲ့အခြေအနေကိုစိတ်ကူးရင်ခဲ့ကြပါဗျ။ အဲဒီစိတ်ကူးထဲမှာသူတို့ဟာဒုတိယကမ္ဘာစစ်ကဂျာမန်ယူဘုတ်တွေလိုပဲအမေရိကန်နဲ့ဂျပန်ထောက်ပံ့ရေးလမ်းကြောင်းတွေကိုစောင့်ဆိုင်တိုက်ခိုက်မှာဖြစ်ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့တရုတ်ရင်ငုတ်သင်္ဘောတွေရဲ့အတွက်အခြေအနေကအများကြီးကွာခြားပါတယ်။ DJ ပြင်းတွေကမိုက်ခရိုဖုန်းတွေအပြည့်တက်ထားတဲ့ရေလောင်ကန်တစ်ခုလိုဖြစ်နေပါတယ်။ မြာကိုကနေယိုနာဂူနီအိုကီနာဝါအထိပင်လယ်ပြင်တစ်လျှောက်မှာဂျပန်ကကြီးမားတဲ့ပုံတွေရေအောက်ဆိုနာဂွန်ရက်ကိုတက်ဆင်ထားပြီးဖြစ်ပါတယ်။ဒီအာယုံကန်ကရိယာတွေကပင်လယ်ကျမ်းပြင်မှာခြားထားတဲ့ဟိုက်ဒရိုဖုန်းတန်းကြီးတွေလိုအလုံးလုံးပြီးတော့ပန်ကာလေတန်တွေနဲ့ဆက်တန်တွေကိုထောက်လန်းဖို့ဒီဇိုင်းထုတ်ထားတာပါ။သူတို့ကအေရီယာအခြေကြီးကိုလွှမ်းခြုံထားပြီးတော့တည်သေးစမြန်မာသလို American စစ်ဖက်စနစ်တွေနဲ့လည်းအပြေးအဝချိတ်ဆက်ထားပါတယ်။ တရုတ်ရဲ့နောက်ဆုံးပေါ် 093B နျူကလ িয়ার တိုက်ခိုက်ရေးရင်းငုံသင်္ဘောတွေကအပူချိန်ကွဲပြားတဲ့အလွှာထဲမှာနေပြီးတော့ရေဒီယိုတိတ်ဆိတ်မှုကိုထိန်းထားရင်ဘေးကင်းမယ်လို့ယုံကြည်ကောင်းယုံကြည်ပါလိမ့်မယ်။ဒါပေမဲ့ချင်တောင်ဒါမှမဟုတ်ဟိုင်နန်အခြေစိုက်စက္ကန်ကနေထွက်ခွာလာတဲ့အချိန်အစပြီးတော့ အပေါ်ကဂျိုရူတွေနဲ့အောက်ကဆိုနာဂျန်တွေကသူတို့ကိုခွဲခြားသတ်မှတ်ပြီးတော့ခြေဟာခံနိုင်နေပါပြီ။အရှိတရုတ်ပင်လယ်ရဲ့ပိုနဲ့တဲ့အပိုင်းကိုရောက်သွားရင်အခြေအနေကပိုပြီးတော့ခက်ခဲသွားပါမယ်။ဂျပန်ရဲ့ P1 ရေချောင်းကင်းလက်လေယာဉ်တွေကအနိုင်ပြန်တန်းပြီးတော့ရေထဲကိုဆိုနာဗော်ရာတွေချထားပါတယ်။ဆိုနာအော်ပရေတာတွေအတွက်တော့တရုတ်ရင်ငုံသင်္ဘောရဲ့ဖန့်နေပန်ကာဝင်းချိန်ကရေပွက်ထားတဲ့နေကနေထွက်လာတဲ့နောက်ခံစုညံတဲ့နေကစာကြည့်တိုက်ထဲမှာလူတယောက်ရုတ်တရက်အတန်ကျင်းနဲ့အသက်ရှူလိုက်တယ်လို့ထ င်ရှားနေပါလိမ့်မယ်။ရှေးအောင်မှာတော့ဂျပန်ရဲ့ဆိုရူအတန်းစားနဲ့ထိုင်ကီအတန်းစားရှင်ငုတ်သင်္ဘောတွေကလစ်သီယမ်အိုင်ရွန်ဘက်ထရီတွေနဲ့လေမလိုတဲ့ဒွန်းကန်အားစနစ်တွေကြောင့်အလွန်တိတ်ဆိတ်စွာနေနိုင်ပါတယ်။ တို့ကပင်လယ်ကျမ်းမြစ်မှာထိုင်ပြီးတော့ဒိတ်တဆိတ်ဆောင်ဆိုင်နိုင်ပါတယ်။တရုတ်ရင်ငုတ်သင်္ဘောကကီလိုမီတာအနည်းငယ်အကွာမှာဒိတ်တဆိတ်ရွှေလျားနေရလို့ယုံကြည်နေချိန်မှာပဲဂျပန်ရင်ငုတ်သင်္ဘောကသူ့ရဲ့ထော်ပီဒိုပြွန်တွေကိုရေဖြည့်ပြီးတော့ပြစ်ခတ်မှုထိန်းချုပ်ရေးတွက်ချက်မှုတွေလုပ်ပြီးသားဖြစ်နေနိုင်ပါတယ်။တရုတ်ရင်ငုတ်သင်္ဘောဟာသူ့ရဲ့ပထမဆုံးထော်ပီဒိုကိုပြစ်ခွင့်တောင်မရခင်မှာထောက်လန်းခံရပြီးတော့ပြင်းထန်ခြင်းခံရနိုင်ပါတယ်။ တရုတ်ကသူ့ရဲ့ Type 055ဖြတ်သင်းဘော၈စီးကိုအာရှမှာအကြီးဆုံးနဲ့အင်အားကြီးဆုံးရေပြင်ပေါ်ဒီမိုရီအဖြစ်မကြာခဏခြေညာလေးရှိပါတယ်။ဒါပေမဲ့ခင်မီရေတပ်စစ်ပွဲတွေမှာစစ်သင်္ဘောတစ်စီးရဲ့တာဝန်ကအခြေခံလိုအပ်ချက်နှစ်ခုအပေါ်မူတည်ပါတယ်။လိုအပ်ရင်လျင်မြန်စွာအချိန်မြင့်နိုင်ရမယ်။လိုအပ်ရင်ရုတ်တရက်ကွေဝိုက်လှူရှားနိုင်ရမယ်။အရေးကြီးဆုံးကတော့အဲ့ဒီဖီစီမှုများတဲ့လှူရှားမှုတွေကိုကြာရှည်ခံနိုင်ရရှိရပါမယ်။မဟုတ်ရင်စစ်မြေပြင်မှာဆက်တည်သွားမယ့်အန်ဒီရရှိပါတယ်။ ဒါရီအားလုံးကသင်္ဘောရဲ့အသက်ဖြစ်တဲ့ဒန်ငွေတာပိုင်တွေအပေါ်မူတည်ပါတယ်။ American နဲ့ Japan စစ်သင်္ဘောတွေက General Electronic ရဲ့ LM2500 series engine တွေကိုအသုံးပြုကြပြီးတော့ဆယ်စုနှစ်များစွာတည်တည်ပြပြီးသားစွမ်းဆောင်ရည်ရှိပါတယ်။ဒီ engine တွေရဲ့အဓိကအရေးသွေးကတော့ယုံကြည်စိတ်ချရမှု reliability ပါပဲ။34ရေမိုင် knock attack ကအမြန်နှုံးကိုအချိန်ကြာမြင့်စွာ ထိန်းထားနိုင်ပါတယ်။ Type 055ပေါ်က QC 280 engine တွေကတော့ဆိုဗီယက်ခေတ်စမှုလုပ်ငန်းသုံးဓာတ်ငွေ့ကြပိုင်နည်းပညာကနေစဉ်သက်လာတာဖြစ်ပြီးတော့မူလကဓာတ်အားပေးစက်ရုံတွေအတွက်ဒီဇိုင်းထုတ်ထားတာပါနောက်ပိုင်းမှာရေတပ်သုံးအဖြစ်ပြောင်းလဲခဲ့တာဖြစ်ပါတယ်ပြင်ပသုံးသက်ချက်တွေကတော့တညီတညွတ်သေးပါပဲ engine တွေကကြီးတယ်လေးတယ်စွမ်းအားကောင်းတယ်ဒါပေမဲ့အပူစွမ်းရင်ထိရောက်မှုနည်းတယ်တုံခါမှုများတယ်ပြီးတော့စုညံတန်ကျဲလောင်းတယ်ပြင်းထန်တဲ့တိုက်ပွဲဝင်လှုပ်ရှားမှုတွေအောက်မှာဒီအားနည်းချက်တွေကပို ကြီးမားလာပါတယ်။အချိန်ပြင်းပြင်းနဲ့အချိန်ကြာကြာမောင်းနေတာကဂျာပိုင်အပူချိန်တွေကိုကန်သက်ချက်နီးပါးရောက်စေပါတယ်။အေးပီးစနစ်ကမနိုင်ရင်အင်ဂျင်နီယာကိုပိုင်ကဝေးပုံစံပြောင်းသွားပြီးဝင်သွားပြီးစွမ်းအားလျှော့ချတာဒါမှမဟုတ်ဆက်ရက်သွားတာတွေဖြစ်နိုင်ပါတယ်။ 2023တောင်တရုတ်ပင်လယ်လေ့ကျင့်ရေးတစ်ခုရဲ့အစီရင်ခံစာရေးအရနန်ချန်ဖြတ်သိမ်းမှုဟာ တာပိုင်ချွေးမှုဖြစ်ခဲ့ပြီးတော့အမြန်နှုံး30ရေမိုင်အောက်အထိရှော့ချခံခဲ့ရပါတယ်။နောက်ကလိုက်လာတဲ့သင်္ဘောကဝင်တိုင်းမိလို့နေပါဖြစ်ခဲ့ပါတယ်။လေ့ကျင့်ခန်းမှာတော့ဒီလိုပြဿနာတွေဖြစ်ရင်တကယ်တိုက်ပွဲဖိအားအောက်မှာ အန်ဒီရဲ့ဘလောက်ကြီးမမလဲဆိုတာတွေးကြည့်လို့ရပါတယ်။ဒုံးကြီးတွေကောင်းကင်မှာပြည်နေတဲ့စစ်မြေပြင်မှာရုတ်တရက်စွမ်းရင်ပျောက်သွားတဲ့ရေဒါပိတ်သွားတဲ့ဒါမှမဟုတ်စနစ်တွေပြန်ဆနေရတဲ့ type 055ကရေပေါ်မှာမျောနေတဲ့တန်တုံးတစ်ခုဖြစ်သွားမှာပါ။အာဂတိလိုက်စားမှုကလည်းမသေးချာမရေရာမှုကိုပိုဆိုးအောင်ထပ်ပေါင်းထည့်လိုက်ပါတယ်။ ်စစ်တပ်အတွင်းစနေတကျလက်စားမှုတွေကြောင့်အရေးပါတဲ့အစီအပိုင်းတွေကိုဈေးပေါ်တဲ့အစားထိုးပစ္စည်းတွေနဲ့လဲလှယ်ထားနိုင်ပါတယ်။စီးပြပွဲတွေနဲ့ဇက်တိုက်ထားတဲ့လေကျင်ကန်းတွေကိုတော့ NDNA အောင်တရားပြင်ဆင်ထားလို့ရပေမဲ့တကယ့်တိုက်ပွဲမှာတော့ဇက်တိုက်လေကျင်ကြိမ်မရသလိုယူဘဗီရာသဘောတရားတွေကလည်းချင်းချက်ပေးမှာမဟုတ်ပါဘူး။နိုင်ရှင်ကြည့်ရင်ဂျပန်ရဲ့မာယာအတန်းစားနဲ့ကွန်ဂိုအတန်းစားဖြတ်သန်းမော်တွေက ရင်းချက်တဲ့တွန်းကန်အားစနစ်တွေကိုအသုံးပြုထားပြီးတော့ တင်းကျပ်တဲ့ပြည်ပြင်ထိန်သိမ်းမှုစံချိန်စံညွှန်းတွေကိုလိုက်နာပါတယ်။အရေးအကြီးဆုံးကတော့သူတို့ဟာအမေရိကန်ရဲ့ဤချစ်ကွန်ရက်ထဲမှာနက်နက်ရှိုင်းရှိုင်းပေါင်းဆက်ထားတာဖြစ်ပါတယ်။ဒီမော်ဒစီစီက ိုပိုင်ပြည်လူစင်အဖြစ်သာမကပဲပုံမိုကျေပြန့်တဲ့ American ဒုံးကြီးကာဝေးဆုံမဲ့တစ်ခုအဖြစ်ပါလှုပ်ဆောင်ပါတယ်။ဒီယုတ်ကသင်္ဘောတစည်းချင်းစီအင်အားကြီးမားဖို့အာရုံစိုက်နေချိန်မှာ American နဲ့ဂျပန်ရဲ့ချင်းကဲပုံကတော့စနစ်တစ်ခုလုံးဝနေတဆင့်ဖြစ်ခက်အားကိုဇာတိုးပွားစီဖို့ဖြစ်ပါတယ်။ဒီယုတ်ဟာသူ့ရဲ့ J16D Electronic စစ်စင်ရေးလေယာဉ်ကို မကြာခဏကြီးညာလေးရှိပေမဲ့ American ဂျပန်စနစ်အတွင်းမှာတော့ဒါဟာအစာပြိုးအဆင့်ကရိယာတစ်ခုအဖြစ်သာသတ်မှတ်ခံရပါတယ်။ ခင်မီစစ်ပွဲတွေမှာမမြင်နိုင်တဲ့အရေးကြီးတဲ့စစ်မျက်နှာပြင်တစ်ခုရှိပါတယ်။အဲ့ဒါကတော့လျှက်စစ်တန်လိုက်ရောင်စင်မှာပဲဒီနေရာကိုထိန်းချုံနိုင်သူကပြိုင်ဘက်ကို မျက်စိကြွယ်စီပြီးတော့အတန်တိတ်သွားစေနိုင်ပါတယ်။ American ရေတပ်ရဲ့ Boring EA 18G Glower မှာမျိုးဆက်သစ် jamming စနစ်တွေတပ်ဆင်ထားပါတယ်။ဒီစနစ်တွေကနောက်ခံစူညံတန်ဖန်တီးယုံထက်အများကြီးပိုပါတယ်။သူတို့က ရန်သူရေဒါတွေနဲ့ဆက်သွယ်ရေးတွေအသုံးပြုတဲ့အတီးကျချိန်လုံးတွေကိုခွဲချမ်းစိတ်ဖြာပြီးတော့နောက်ရှဖို့အတွက်သီးသန့်ဖန်တီးထားတဲ့အန်တနာတွေကိုထုတ်လွှတ်ပါတယ်ဒါကတရုတ်ရေတပ်ဖွဲ့စည်းပုံအတွက်ပြင်းမအနေငယ်သာပြသနေတဲ့ရေဒါဖန်သားပြင်တွေကရုတ်တရက်မာယွန်းနဲ့ပဲတင်တန်ထောင်ပေါင်းများစွာနဲ့ပြည့်သွားပါမယ်။ operator တွေနဲ့တကယ့်ချိန်ချောင်းမှုနဲ့အထူးအရောင်တွေကိုမခွဲခြားနိုင်တော့ပါဘူး။ဖန်သားပြင်ကဘာအချက်လက်မှမပါတဲ့အစိမ်းအောင်ပြင်ကြီးဖြစ်သွားပါတယ်။ပြင်ကြီးကြီးပါ ဝေဟင်ဂျိုတင်သတိပေးလေရင်တွေစီကညွှန်ကြားချက်တွေပြတ်တောက်တာနောက်ကြတာတွေဖြစ်နိုင်ပါတယ်။ drone data link တွေပြိုလဲသွားပြီးတော့မောင်းသူမဲ့လေရင်တွေကချိုးပြတ်တဲ့ဆွန်တွေလိုပင်လယ်ထဲကိုထိုးကျသွားနိုင်ပါတယ်။ ဂျပန်မှာလည်းကိုပိုင်ရှေလီယားရဲ့အထွေထွေသမိုင်းကြောင်းရှိပါတယ်။အရှေ့တရုတ်ပင်လယ်နဲ့ပစိဖိတ်ဒေသတစ်လျှောက် E2, P3 နဲ့ EP3 လေယာဉ်တွေကိုနှစ်ပေါင်းများစွာမောင်းနှင်ခဲ့တာကြောင့်ဂျပန်ဟာတရုတ်ရေဒါတွေနဲ့ထူးခြားတဲ့လက္ခဏာရပ်တွေကိုစီးရင်ပြုစုထားနိုင်ခဲ့ပါတယ်။လေလာသူတွေကဘယ်တင်မောမှာဘယ်စနစ်ပါတယ်။ရေဒါတစ်ခုချင်းစီကချိန်နှုန်းဘလို့ပြောင်းလဲလေးရှိတယ်ဆိုတာကိုသိကြပါတယ်။ဆိုလိုတာကတရုတ်ရေဒါတစ်ခုဖွင့်လိုက်တာနဲ့သူ့ဒီနေရာပေါ်သွားပြီးတော့သူ့ရဲ့သီးသန့်ရေဒါအမျိုးအစားကိုစိတ်ကြိုက်ပြတ်မဲ့ထား ားနှောက်ရှက်နိုင်ပါတယ်ဒီလိုနီးပညာနောက်ကြခြံကဲမှုတွေကြားမှာတရုတ်တပ်တွေကဒုတိယကမ္ဘာစစ်ခေတ်ကလိုနီလန်းနေစီကိုပြန်သွားပါလိမ့်မယ်အော်ဟစ်ဆက်သွဲရတာ မျက်စိနဲ့ကြည့်ပြီးတော့ထောက်လန်းရတာမျိုးတာပါနီးပညာကွာဟချက်တွေကိုအချိန်ပေးရင်းနဲ့ရော့နေသွားအောင်လုပ်လို့ရပါမယ် တရုတ်အတွက်ကြော်လွားဖို့ပိုခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကုတ်ကဲမှုစနစ်ပဲဖြစ်ပါတယ်။အမေရိကန်နဲ့ဂျပန်တပ်ဖွဲ့တွေကမစ်ရှင်အခြေပြုကုတ်ကဲမှုကိုအားထားပါတယ်။အထက်ဌာနချုပ်ကရေမှန်းချက်နဲ့ခြေပြန့်တဲ့ရည်ရွယ်ချက်ကိုသတ်မှတ်ပေးပြီးတော့ရှေ့တန်းတပ်မှုတွေကသူတို့မြင်တွေ့ရတာတွေအပေါ်မူတည်ပြီးဘလို့တိုက်မလဲဆိုတာကိုဆုံးဖြတ်ဖို့ယုံကြည်အနှင်းခံထားရပါတယ်။ဆက်သွေးပြတ်တော့သွားရင်တောင် ရှေ့တန်းကအရာရှိတွေမှာလုံပိုင်ခွင့်အာဏာရှိပါတယ်။ တရုတ်စနစ်ကတော့စန့်ကျင်ဘက်ပါပဲအာနာကိုဗဟိုချုပ်ကင်ထားပြီးတော့ရှေ့တန်းမှာတောင်တင်မောကပတိန်နေနဲ့ယူနစ်တက်မိုးတွေကအဓိကဆုံးဖြတ်ချက်တွေအပေါ်ဗီဒီယိုအာနာကင်ဆွဲထားလေးရှိတဲ့နိုင်ငံရေးအရာရှိတွေနဲ့တွဲဖက်လှုပ်ဆောင်ရပါတယ်တကယ်လို့အရှိတရုတ်ပင်လယ်မှာတကယ်ပြိပခကြီးတခုဖြစ်ပွားခဲ့ရင်ဒါဟာအတိတ်ကစစ်ပွဲတွေနဲ့လုံးဝတူမှာမဟုတ်တော့ပါဘူးရှင်19ရာစုနောက်ပိုင်းတုန်းကစစ်သင်မိုးတွေတိုက်ခိုက်တဲ့အခါ ဘိုင်ယန်ရေတဲအုပ်စုတစ်ခုကအနည်းဆုံးတော့ရန်သူကိုမျက်စိနဲ့မြင်ရပြီးတော့အပြန်အလှန်ပြစ်ခတ်ခဲ့ရပါသေးတယ်။ဒါပေမဲ့ဒီကနေ့ခေတ်သစ်စစ်ပွဲတွေကတော့လုံးဝကွဲပြားသွားပါပြီ။ အခုခေတ်မှာဆိုရင် electronic စစ်စင်ရေးကိုပြောင်းဤပညာနဲ့စနစ်အဆင့်စစ်စင်ရေးတွေကလွှမ်းမိုးထားပါတယ်ဒီလိုရှုပ်ထွေးတဲ့ပတ်ဝန်းကျင်မှာတရုတ်ရေတပ်နဲ့လေတပ်ကလွှမ်းမိုးချိန်မုံခံရနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့တပ်မိုးတွေကရန်သူပဲရလာတယ်ဘလို့လုံးတဲ့နယ်ဆိုတော့ငိန်ခုန်နေကြရင်နဲ့အချိန်လွန်သွားနိုင်လို့ပါပဲခင်မီစစ်ပွဲဆိုတာမြင်တွေ့ရတဲ့တိုက်ခိုက်မှုမဟုတ်တော့ပဲဤပညာအသာဆုံးနဲ့အမြန်ဆုံးဖျက်ဆီးနိုင်တဲ့သူက အနိုင်ရတဲ့တိုက်ပွဲဖြစ်လာပါတယ်။ဒါကြောင့်တရုတ်ခေါင်းဆောင်ပိုင်းနေအထွက်ကတော့ထိတိုက်တွေ့ဆုံတာတွေချိန်ချောက်တာတွေကိုရုံမြင့်တန်ကြားတဲ့သတင်းစာရှင်းလင်းပွဲတွေမှာပဲလှုပ်တင်တယ်လို့အကြံပေးကြပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်လို့တကယ်တိုက်ပွဲစတင်ခဲ့ရင်စေစုံးနေတစ်ခုကျော်ညံညာလာခဲ့တဲ့စူပါအင်အားကြီးစစ်တပ်ဖြစ်ရမယ်။ဒီလိုအိမ်မက်က အဲပြောရမယ်ဆိုရင်တော့အရှိတရုတ်ပင်လယ်တို့ရဲ့ line တပိုးတွေချားမှာချက်ချင်းပြိုလဲပြီးတော့ပျောက်ကွယ်သွားနိုင်တာပါတကယ်လို့များစစ်မီးကြီးတောက်လောင်လာခဲ့ရင်တို့ရဲ့ကြီးမားတဲ့ရေမှန်းချက်တွေကခင်မီစစ်ပွဲရဲ့အရှိန်အဟုန်ကိုမခံနိုင်ပဲပျက်စီးသွားမှာကိုစိုးရိမ်ရတဲ့အနေအထားဖြစ်ပါတယ်လို့ဒီနေ့ဗီဒီယိုလေးကနေပြီးတော့သုံးသပ်လိုက်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်